ျော်နေလိုက်ကြတာကျုံပီတက်လိုက်ကြတာရှင်เนาะအဲ့တော့ကျုံဆိုတဲ့သဘောတရားလေးကိုကျမကအရင်ရှင်းပြမယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေ့စဉ်ထူးဆန်းတဲ့အပဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် ဒီမိကွန်းကတော့ကျမကကျုံများကိုမေးချင်တာမြန်မာပြည်ရဲ့ကျုံများပေါ့ရှင်เนาะအဲ့တော့မြန်မာပြည်ရဲ့လက်ရှိ အချုပ်အခြာအာဏာဟာဘယ်သူလက်ထဲမှာရှိနေတာနောက်ပြီးတော့မအလစစ်အုပ်စုဟာမြန်မာနိုင်ငံကိုဘယ်လောက်နဲ့ရောင်စားထားတာလဲ เนาะအဲမေကွန်းထုတ်တာပါရှင်တို့တွေကဟာပူတင်နဲ့သွားတွေ့တယ်အင်အားကြီးရဲ့နိုင်ငံကြီးနဲ့သွားတွေ့တယ်ဆိုပြီးတော့ပျော်နေလိုက်ကြတာကြုံပီတလိုက်ကြတာရှင်เนาะအဲ့တော့ကြုံဆိုတဲ့သဘောတရားလေးကိုကျမကအရင်ရှင်းပြမယ်နိုင်ငံနဲ့ချီပြီးတော့ကြုံဖြစ်ရမယ်ကိစ္စတရက်ကိုအာရဝန်တာနေရဆိုတာကလုံးဝရုပ်မာတဲ့လမ်းစဉ်ကို ကောင်းကောင်းကြီးရှောက်လန်းနေတာဖြစ်တယ်လို့လုံးဝပညာမဲ့တာဖြစ်တယ်အသိပညာမရှိတာဖြစ်တယ်နောက်ကတကူကောင်းစံတာဖြစ်တယ်ကို့အတွက်ပဲကိုကြည့်တာဖြစ်တယ်အဲ့ဒီထဲမှာမဘောမအယိုးအရေးကြိုက်များခွေးဝဲစားလောက်ကောင်များအဲ့ဒီလူတွေအစွန်အပွားအစွဲအပွားများကပါကြီးနဲ့နေတာတွေ့ရတယ်အဲ့ဒီလူတွေကြတော့ဘာလဲဆိုတော့ သူတို့ရဲ့ခံယူချက်လည်းမဟုတ်ဘူးသူတို့မှာကဘာလဲဆိုတော့အမုံတရားဟုတ်လားဒီနိုင်ငံကိုဘာကြောင့်လူတွေကတိုက်နေကြတာလဲတတိုင်းပြည်လုံးပါလာတဲ့တော်လှန်ရေးဘာကြောင့်ဖြစ်လာတာလဲဆိုတာကိုအရင်မြစ်ကိုလည်းမစင်စားဘူးတမိုင်းကိုလည်းပြန်လှန်မကြည့်ဘူးစာတွေလည်းမဖတ်ဘူးလေ့လည်းမလေ့လာဘူးကိုယ်ပိုင်အသိအဉာဏ်လည်းဘာမှမရှိအဲ့တော့ ဲ့ဒီလိုလူတွေကသူများရှီကဖဲ့မယ်ခုံမယ်ထစ်မယ်သူများမျက်ခုံးမွေးပေါ်မှာဇင်းညာလျှောက်ပြီးရုံမာတဲ့နန်းစင်နဲ့ဆွေစင်မျိုးဆက်သားစင်ကြီးဆက်အထိကျွန်းခံလို့ကောင်းလာတဲ့လူတွေခြေနဲ့လာတဲ့လူတွေအဲ့ဒီလူတွေကမင်းအောင်လရဲ့လုံရက်ကိုထောက်ခံနေတာဟာဘူးမတိဘာမတိထောက်ခံနေကျင်းတာဖြစ်အဲ့တော့မြမပြီမာကအုတ်စုနှုတ်စု꽌တယ်ရှင်တစုက ဘာမှမသိတဲ့လူနော်ခုနလိုရုပ်မာတာပဲဖြစ်ဖြစ်ကောက်ကျစ်တာပဲဖြစ်ဖြစ်ကိုယ်ထိုင်တဲ့နေရာလေးငြိမ်းချမ်းနေရင်တင်းနဲ့နေတဲ့လူတွေရဲ့အုံနောက်ထဲမှာဟလာဘာမှအတွေးအစ်အမြင်အစ်တွေကိုမဖြန့်ကျက်တဲ့လူတွေလူပြင်းလူပြင်းလူညံ့နေငင်းအောင်နိုင်လို့စစ်အုပ်စုကိုအားပေးတယ်ဒုတိယတစ်မျိုးကတော့မင်းအောင်လိုင်တို့ကို မိပြုတ်ပြီးတော့အဲ့ဒီစစ်ကောင်စီရဲ့ဟလာယာတူးယာကန်တွေကိုအမိပြုတ်ပြီးတော့မှစီးပွားဖြစ်နေတဲ့တကူကောင်းအတ္တသမားလူယုံမာတွေလားမင်းအွန်လိုင်းလို့စစ်အုပ်စုကိုထောက်ခံအားပေးတာဖြစ်ပါတယ်အဲ့တော့မြမပြည်ကိုကျုံဆက်သွင်းနေတာအဲ့ဒီခရိုနီကြီးတွေမသိဘူးလားဆိုတော့သူတို့ကပါဝင်ပြီးပြီးသူချင်းဖြစ်တယ်။တိရပေါ့ရှင်။နော်တိရပေါ့စီဝါရေလမ်းကြောင်းပေါ့မှာ ဘယ်နီးနဲ့ရောက်လာခဲ့တာလဲနော်အမီးလေးကိုစွဲပြီးတော့နော်အီးနတ်လေးရှူပြီးတော့ဟာလာဘုံမူသားသမီးတွေအဲ့ဒီစစ်ဘိုလ်ချုပ်တွေကငါဖက်နဲ့စီးပေးစမ်းဆိုရင်ကုတ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 ်နဲ့စီးပေးခဲ့ရတဲ့ကောင်တွေကအဲ့ဒီလိုခုံဒီလမ်းကြောင်းပေါ်ကို အလိုလိုရှောက်လာခြင်းဖြစ်တယ် အဲ့ဒီလူတွေရဲ့စိတ်ထဲမှာကဘာခံယူချက်မှမရှိဘူးဘာနိုင်ငံရေးအသိအမြင်မှမရှိဘူးเนาะငါတို့မိသားစုကောင်းစားဖို့ဆိုတဲ့ခွေးစိတ်ဓာတ်เนาะတလေးဆန်စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်တခုတည်းနဲ့မြန်မာပြည်မှာစစ်ကောင်စီကိုထောက်ခံနေကြတာဖြစ်အခုပူတင်နဲ့တွေ့ခဲ့တဲ့ကိစ္စဟာမြန်မာနိုင်ငံ내ကိုเนาะ ပူတင်ဟာအပေးအယူလုပ်ပြီးဝင်လာခြင်းသာဖြစ်ပါတယ်။အဲ့တော့မြန်မာနိုင်ငံကိုကူညီချင်တာလားမြန်မာပြည်သူလူထုကိုကူညီချင်တာလားမင်းအွန်လိုင်းကိုကူညီချင်တာလားဆိုတော့လုံးဝမဟုတ်ပါဘူး။သူလိုချင်တဲ့အရာအလဲအလဲလုပ်လိုက်တာဖြစ်ပါတယ်။အဲ့တော့တရုတ်ကိုပထမကတ်တယ်။အခုလည်းတရုတ်နဲ့ကဒီလိုပါပဲเนาะမင်းအွန်လိုင်းနဲ့အဲ့တော့တရုတ်တစ်မျိုးတည်းနဲ့ ตาโกจี้ตะหยอดแท้เนี่ยไม่ผิดတော့ဘူးဘာလို့လဲဤသူရဲ့အင်အားจောက်เสียကောင်းလာပြီအဲ့တော့အဲ့ဒီအင်အားတစ်ခုလေးနဲ့မရတော့လို့မြန်မာနိုင်ငံထဲမှာရှိတဲ့အကြီးကြီးတွေကိုပေးလိုက်ခြင်းဖြစ်တယ်အကြီးကြီးတွေပေးပါဖြစ်တယ်တေယုတ်ကပါလဲစီဝါရေးတမသူ့နိုင်ငံစီဝါရေးလမ်းကြောင်းကောင်းဖို့စူးစမ်းနေတာမြန်မာနိုင်ငံကိုဂျုံမြူနေတာဖြစ်တယ်အဲ့တော့ပူတင်က ဘယ်လိုလူမျိုးလဲဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ပူတင်ကစစ်လက်နက်တွေထုတ်လွှင့်နေထုတ်ထုတ်လုပ်နေတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်တယ်နော်အဲ့တော့လက်ရှိယူကရိန်းနဲ့ဖြစ်နေတဲ့စစ်ပွဲမှာပူတင်ဟာလည်းဘူးနေတာပါပဲနော်အဲ့တော့ဒီစစ်လက်နက်တွေကို ထပ်ပြီးထုတ်လို့ရနိုင်ဖို့သူ့မှာတခုခုလိုအပ်နေဖြစ်တယ်ဒါကြောင့်မို့လို့မင်းအောင်နိုင်ကိုတွေ့တာဖြစ်တယ်အဲ့တော့ ူတင်လိုလူမျိုးကမင်းအောင်နိုင်လို့ကောင်မျိုးကိုဟုတ်လားသူအိမ်သားတွေကအိမ်သားစီးခဏလောက်တော့တန်မိုးထားခဲ့တာမဟုတ်ဘူးဒါပေမဲ့အခုဘာလို့တွေ့တာလဲအထုပ်အကြီးကြီးပိုက်ဖို့အတွက်ပဲရှင်းတယ်နော်ကျွန်မပြောတာအဲ့တော့ဒါကိုမတိပဲနဲ့နားမလဲပဲနဲ့မင်းတို့တော်နိုင်ရေးဟာဘယ်တော့မှမနိုင်တော့ပါဘူးကွာဆိုပြီးတော့စောက်ရှက်မရှိអော်နေတဲ့ အုံနောက်ထဲမှာလောက်လက်စီတွေပဲရှိတဲ့ကောင်းတွေကိုပြောချင်တာကအခုပြက်တနာကနင်တို့စစ်တပ်ကိုနင်တို့ချစ်တဲ့တပ်မတော်ကြီးကိုပြက်သုံးဖို့အတွက်ခြေလန်းဝင်နေပြီဖြစ်ပါခြေလန်းစနေတာမဟုတ်ဘူးเนาะခြေလန်းဝင်နေတာအဲ့တော့မင်းတို့တပ်မတော်ကိုငါတို့စောက်ကယူမဆိုင်ပါဘူးကွာငွေနဲ့ပေးပြီးမင်းတို့ရဲ့အချုပ်အချာအာဏာကိုငါတို့ယူမယ်ဆိုတဲ့ပုံစံမျိုးစောက်ချိုးမျိုးနဲ့ဒီအကွက်ကိုခင်းတာဖြစ်ပါတယ် ဲ့တော့ဗမာလေမြန်မာအာမီစစ်တပ်ကြီးရဲ့တတိနဲ့အရေးချင်းဟမ်ဒါဟာမြန်မာနိုင်ငံကိုတကယ်ချစ်တဲ့လူရုံမာတဲ့စိတ်မရှိဘူးကျွန်ခံလို့တဲ့စိတ်မရှိတဲ့မြန်မာနိုင်ငံသားစစ်စစ်ဆိုရင်ဒီအရေးဟာဘလောက်ထိအရေးကြီးရဲ့ဆိုတာကိုနားလေနော်တနိုင်ငံလုံးကိုအစိမ်းအနီမခွဲပဲနေ စီုံဇက်သွင်းမဲ့ကိစ္စဖြစ်တယ်။အဲ့တော့မြန်မာပြည်ကမြေတွေမြန်မာပြည်ကနေရာတွေအထင်ကရနေရာတွေကျွန်တော်တို့လေရင်ကွင်းကြီးကိုတော့ဝယ်ပလိုက်နိုင်တယ်နော်။ဟုတ်လားရုရှားတို့တရုတ်တို့ကအဲ့တော့အဲ့လိုအထင်ကရနေရာတွေကိုရိုးရိုးတန်းတန်းဝယ်တာဘယ်ဟုတ်မလဲရှင်။နော်ခရိုနီတွေကိုကတ်နော်တကယ်မှမြန်မာနိုင်ငံရဲ့တောက်တိုင်အကြီးကြီးတွေကိုကတ်ပြီးတော့မှသူ့ရဲ့နာမည်နဲ့စာချုပ်စာတမ်းနေနဲ့ မြမညီတွေကိုတိမ့်ပိုင်မှာဖြစ်ပါအဲ့တော့ကျမတို့နိုင်ငံရဲ့အနာဂတ်ကတရုတ်ရဲ့လက်ထဲမှာနဲ့ရုရှားရဲ့လက်ထဲမှာရှိပါတယ်နော်အဲ့တော့ငါထိုင်နေတဲ့ခုံနော်ငါသွားနေတဲ့လမ်းငါမိသားစုရဲ့အသက်အန္တရာယ်အနာဂတ်အတွက်မင်းအောင်နိုင်ငံမြန်မာတိုင်းနိုင်ငံလုံးကိုရဲရဲကြီးထိုးကျွေးနေတာဖြစ်ပါတယ်အဲ့တော့ သူပြောတဲ့စကားတွေကိုတစ်ချက်ကြည့်လိုက်ပါဦးနှုတ်လွန်ခဲ့တဲ့နှစ်2000လောက်ကဗုဒ္ဓမြတ်စွာဘုရားရှင်ကဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့ယူကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားတွေကိုဘယ်လိုခေါင်းဆောင်မျိုးကဘယ်လိုစိတ်မျိုးနဲ့ထွက်ရတာတော့ဘယ်လိုစောက်ရှက်မျိုးနဲ့ဒီစကားမျိုးကိုပြောထွက်တာတော့အဲ့ဒါကိုအားရပါးရကျေနပ်နေတဲ့ ဘောမကျွန်အကြီးစားများအယုတ်တမာများကိုယ့်ရဲ့အကျိုးစီးပွားအတွက်ဆိုရင် ကိုယ့်သမီးချနောင်လဲတော့ဝင်ဖို့ဝင်လေးတဲ့ကောင်းများကခြေနဲ့နေတာမြင်ရတော့အိုးအဲ့ဒီလောက်တာလူဘဝမှာအမှိုက်ဆန်လာဒီလားလို့မေးချင်တာကျွန်မကနော်ရတယ်ရှင်းလို့မြန်မာတိုင်းနိုင်ငံလုံးကို လှုပ်ချင်တယ်လို့လှုပ်လို့ရတယ်လက်ရှိရှင်တို့လက်ထဲမှာဒါပေမဲ့ရှင်တို့ဘယ်တော့မှမညှော်နဲ့ပါနဲ့အကြီးကြီးဆုံရှုံမှုတွေရှိတယ်ဒါပေမဲ့တော်လည်းဘတ်တော်သားကြီးပဲဆုံရှုံမှာမဟုတ်ဘူးเนาะတော်လည်းဘတ်တော်သားကြီးပဲဆုံရှုံမှာမဟုတ်ဘူးလူတွေရောเนาะနိုင်ငံရဲ့မြေတွေရောဆုံရှုံမှာဖြစ်တယ်လို့ကျမတို့မြန်မာလူမျိုးတွေလူသားတွေကို ပြန်တတ်နိုင်ဖို့အတွက်လက်နက်တွေထုတ်လာမှာဖြစ်တယ်။ပြီးတော့အဲ့ဒီလူတွေအချုပ်အခြားအနာကို깟ပြီးတော့မှလုံကြုံရေးအမိခံပြီးဝင်လာမှာဖြစ်ပါတယ်။အခုလည်းဝင်နေဝင်နေပြီဖြစ်တယ်။နော်တရုတ်ကနေပြီးတော့စတင်ပြီးတော့ဝင်နေပြီအခုရုရှားကဝင်လာတော့မှာဖြစ်တယ်။အဲ့တော့ဂျွန်လုံးလုံးဖြစ်ပြီဆိုတာကို 晓得嘛？穷命的啊，要来巴西喏。